ရဲ့နဲ့စိုးပြည့်ရဲ့မင်္ဂလာပွဲတက်ခွေမရပါပဲ။ကိုကိုချေဦးသချွန်းတီဆိုကဂုံပြူပီနေရဲ့ဝိုင်းစုခိုင်တဲ့ပရိသတ်များအားလုံးဝဲမင်္ဂလာပါရှင့်။ဟင်းဝရဲ့နဲ့စိုးပြည့်တဲ့ဇင်တို့ရဲ့မင်္ဂလာညစာစာပွဲမှာကိုကိုချေဦးသချင်းကိုလွမ်းဆွေးစွာသည့်ဆိုရင်ဂုံပြူလိုက်တာကတော့ဝိုင်းစုခိုင်တဲ့မှာဒါကြောင့်လေအားလုံးကဝိုင်းစုခိုင်တဲ့ကိုသနားနေကြတာပါ။အားလုံးကသိကြတဲ့အတိုင်းပဲဟင်းဝရဲ့နဲ့စိုးပြည့်တဲ့ဇင်တို့ရဲ့မင်္ဂလာပွဲတွေကအရန်ကိုခန်းထားကြည့်ကြပါရစေ။အထူးသဖြင့်နောက်ဆုံးကျင်းပခဲ့တဲ့မင်္ဂလာညစာစာပွဲကတော့အနုပညာရှင်ကြီးကို မောင်နှမတွေအစုံအလင်းနဲ့မီးရောင်စုံအောင်မှာသရိုးသားသရိုးသမီးတို့ရဲ့ပျော်ရွှင်ကြည်နူးမှုတွေကအတိုင်းသားမြင်တွေ့ခဲ့ရတာပါဒီပွဲမှာသရိုးသမီးဆိုပြတဲ့စဉ်ကိုရိုင်းကလည်းသူ့ရဲ့ခင်မုန်းတဲ့ဟင်းဝီယန်ကိုဘလောက်ချစ်ကြောင်းဟင်းဝီယန်ကသူ့အတွက်ကိုကိုချစ်ဦးလို့ဖြစ်နေကြောင်းရိုးမြေချပေါင်းသင်းသွားမဲ့အကြောင်းတွေကိုကြည်ကြည်နူးနူးနဲ့ပြောသွားခဲ့ပါတယ်ဒါပေမဲ့ပရိသတ်တွေအာယုံကဒီပွဲကြီးစီမှာရှိနေတယ်လို့နောက်ထပ်တနေရာစီကိုလည်းစိတ်ရောက်နေခဲ့ကြပါတယ်အဲ့ဒါကတော့အစိုးရဝိုင်းစုခိုင်သိမ်းပါပဲအနုပညာအသားဝိုင်းကသိကြတဲ့အတိုင်းပဲအတိတ်တစ်ချိန် င်ကဝမ်စုကိုင်သိန်းနဲ့ဟင်းဝီရန်တို့ဟာအရန်ချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီးမိဘအတန်ဝင်ရဲ့သဘောမတူညီမှုတွေကြောင့်လမ်းခွဲခဲ့ကြရတယ်ဆိုတော့သတင်းတွေကလည်းခိုင်ခိုင်မာမာထွက်ခဲ့ပူပါတယ်ဒီလိုချိန်နေမှာကိုတကယ်ချစ်ရတဲ့ချစ်သူဟောင်းရဲ့မင်္ဂလာပွဲကိုဝမ်စုကိုင်သိန်းတယောက်တက်ရောက်ခြင်းမရှိခဲ့ပါဘူးသတင်းတွေဖော်ပြချက်အရာသူမကဒီပွဲကိုဖိတ်ကြားခြင်းလည်းမခံခဲ့ရပါဘူးဒါပေမဲ့အန်အောဆရာအကောင်းဆုံးနဲ့လူရည်ရင်ကိုအထီးရှားဆုံးအဖြစ်ပြက်ကတော့အခုမှစတာပါဟိမွေရန်နဲ့ဆိုဖီးတဲ့ရှင်တို့ရဲ့မင်္ဂလာညစာစာပွဲကျ င်းပနေတဲ့အချိန်နဲ့တစ်ချိန်တည်းမှာပဲဝိုင်းစုခိုင်သိန်းကတခြားနေရာတစ်ခုမှာကျင်းပတဲ့ရှိုးဝဲတစ်ခုမှာဖျော်ဖြေရေးလုပ်နေခဲ့ပါတယ်ဒီအချိန်မှာဒီခါသမယမှာပဲသူမရွေးချယ်သည်ဆိုသွားတဲ့တခြင်းကတော့ပရိသတ်တွေရဲ့ရင်ထဲကိုဆွဲကင်လှုပ်လိုက်တယ်လို့ဖြစ်သွားစေပါတယ်ဒီတခြင်းကတော့အစိုးရယရနာဦးရဲ့နမည်ကျော်တခြင်းတစ်ပုဒ်ဖြစ်တယ်ကိုကိုအချစ်ဦးဆိုတဲ့တခြင်းမှာဒီတခြင်းရဲ့စာသားတွေကအချစ်ဦးကိုဘလောက်ထိနက်နက်ရှန်ရှန်ချစ်ရကြောင်းဘယ်တော့မှမေးလို့မရကြောင်းဖွဲ့ဆိုထားတဲ့လွမ်းဆွေးဝယ်တခြင်းတစ်ပုဒ်ပါဝိ ောက်စုခံတင်ကလေးတချင်းကိုသူ့ရဲ့ပင်ကိုအတန်းခန်းစားချက်အပြည့်နဲ့လွန်လွန်ဆွဆွတည်ဆိုနေခဲ့ရပါပရိသတ်အများစုကတော့ဝိုင်းစုခံတင်အတွက်အရင်ကိုသနာနေကြပါတယ်ကိုတကယ်ချစ်တဲ့ချစ်ခင်ရသူကတစားတယောက်နဲ့မင်္ဂလာဆောင်နေချိန်မှာအတိတ်ကအမတ်တယောက်တွေကိုဒီတချင်းနဲ့ပြန်လဲတူးဆွတတိယနေတာကဘလောက်တောင်ရင်နာစရာကောင်းမလဲဆိုပြီးသူမနဲ့ထက်တူခန်းစားပေးနေကြတာပါဒါပေမဲ့ပို့ပြီးတော့အတွင်းကြကြမြင်ကြတဲ့ပရိသတ်တွေကတော့ဒါကဝန်းနေနေတာထက်ပိုတဲ့သဘောထားကြီးမှုနဲ့ဂုံပြူမှုတစ်ခုလို့သတ်မှတ် တ်ကြပါတယ်။သူတို့ရဲ့အမြင်ကဟိဝင်ရန်ကဝိုင်းစုရဲ့အခြေဦးဖြစ်ခဲ့တယ်။ဒါပေမဲ့အခုချိန်မှာဟိဝင်ရန်ကစိုးပြေသင်းရဲ့ကိုကိုအခြေဦးဖြစ်သွားပြီးဆိုတော့ကိုဒီသင်းနဲ့အတိမတ်ပြုဂုံပြုပေးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။အထူးသဖြင့်တော့မင်္ဂလာပွဲကိုတက်ခွင့်မရပေမဲ့ဖိတ်ကြားခြင်းမခံရပေမဲ့အညိုအတင်းလုံးဝမထားပဲနေနူးနှစ်ယောက်ရဲ့ပျော်ရွှင်မှုကိုငါဒီနေရာကနေဒီသင်းလေးနဲ့ဂုံပြုပါတယ်ဆိုတဲ့အတိတ်ပဲကိုစောင့်နေတယ်လို့ချီးကျူးနေကြတာပေါ့။ဒါကတကယ်ကိုရင့်ကျက်ပြီးတော့မြင့်မြတ်တဲ့စိတ်ထားကိုပြသလိုက်တာပဲလို့ဝမ်း င်းစုရဲ့စိတ်ဓာတ်လေးကိုလေးစားနေကြပါတယ်။ကိုချစ်ခဲ့တဲ့သူတခြားတယောက်နဲ့လက်ထပ်ပွဲမှာပျော်ရွှင်နေတာကိုကြည်ကြည်ပြပြနဲ့ဂုဏ်ပြုပေးနိုင်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ပရိသတ်ကြီးတို့ရောဘယ်လိုမြင်ပါသလဲ။ဝိုင်းစုခိုင်တဲ့ရဲ့အထီးကိုကိုချေဦးတခြင်းကသူ့ရဲ့မပြေလည်ခဲ့တဲ့အချင်းဟောင်းအတွက်ရင်နာနာနဲ့ဆိုလိုက်ရတဲ့အကုန်ပြုတခြင်းတစ်ပုဒ်လို့မြင်ပါသလား။ဒါမှမဟုတ်အရာအလုံးကိုကြည်ပြစွာနဲ့လက်ခံပြီးတော့မင်္ဂလာမောင်နှံကိုအဝေးကနေဂုဏ်ပြုပေးလိုက်တဲ့သဘောထားကြီးမားတဲ့လုပ်ရတစ်ခုလို့မြင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုအားပေးခဲ့တဲ့ ွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။